ဒီကောင်းလေးကတော့ဒါကျွန်တော်တို့20နဲ့4ချိန်မှာနောက်ပေါင်းလေးပေါ့နော်သူ့ဘေးမှာတစ်ထည့်ပေါ့နောက်ပေါင်းလေးတစ်ထည့်ပေါ့နော်နောက်ပေါင်းလေးတစ်ထည့်ဟဲ့နောက်ပေါင်းလေးတစ်ထည့်လို့ရိုက်တာ ਨੇ သူကနောက်ပေါင်းလေးရတစ်ထည့်စီလို့ရိုက်တယ်နှစ်ထည့်နှစ်ဆာမှာသူကနောက်ပေါင်းလေးလို့ပြန်ရိုက်တယ်ပဲနှစ်ဆာမှာနောက်ပေါင်းလေးပေါ့နော်အဲ့ဒီထဲမှာဆိုရှေးပေါင်းလေးလို့စကြတာ ਨੇ သူပရိလေးသူ့အောင်မှာရိုက်တယ်ပဲအဲ့လိုရိုက်ဖို့ကိုလည်းဒီသူ့ရဲ့ဘေးနေပေါ့နော်၃ချိန်မှာသူ၈ထည့်လို့တင်တယ်ဒီကောင်လေးကတော့စီရင်သွားမှာ၈ထည့်ပေါ့နော် ရှစ်ထည့်ပြီးသူ့ရဲ့တစ်နှစ်ကျော်မှာကျွန်တော်တို့၅ချိန်မှာရှစ်ထည့်ပေါ့နော်ရှစ်ထည့်အဲ့တော့သူ့ရဲ့တစ်နှစ်ကျော်လာကျွန်တော်ရှစ်ချိန်မှာပေါ့နော်ရှစ်အပိတ်လို့ရိုက်တယ်အဲ့ရှစ်အပိတ်ကနေပြီးတော့၁၂၃၄ချိန်သွားလိုက်ပေါ့နော်၄ချိန်သွားလိုက်၉ချိန်မှာနောက်ပေါင်းလေးပြန်ရိုက်တယ်၉ချိန်မှာနောက်ပေါင်းလေးပေါ့နော်အဲ့သူ့ရဲ့နောက်တစ်နှစ်ကျွန်တော်၁၂ချိန်မှာ၅ထိပ်စီးလို့ပြန်ရိုက်တယ်သူ့အောင်မှာပရိတ်၆လို့ဖရင်တေးတယ်ပေါ့နော်ပရိတ်၆ဒါပရမတ်ကပေါ့နော်အဲ့တော့အကြောင်း ေးရိုက်တယ်သူ့ရဲ့မြင်းကုံမှာလည်းလေးပရိတ်လို့ရိုက်တယ်ပေါ့နော်လေးပရိတ်လို့ရိုက်တယ်အဲ့လိုရိုက်တဲ့နေ့ထဲမှာသူကပထမဆုံးသူလေးခါလို့ကြာရင်သူ့အောင်မှာတစ်ပရိတ်ရိုက်တယ်ဟုတ်ပြီနော်အဲ့တစ်ပရိတ်ရဲ့ဇောင်းမှာပဲသူကငါးအပါနဲ့ပရိတ်လေးပြန်ရိုက်တယ်နော်အဲဒါတော့ဒီတစ်ဖက်ဖြစ်လိုက်မယ်ပေါ့နော်ဒါပါမတ်ကပေါ့နော်အဲ့ဒါဒုတိယကတော့ကျွန်တော်ဒုတိယကလည်းနှစ်ပိတ်မှာနောက်ပေါင်းလေးပေါ့နော် သူ့ရဲ့ရင်ဆိုင်မှာနှစ်ပိတ်မှာပဲတစ်ထိတ်လို့ရိုက်တယ်။အဲတစ်ထိတ်စီးလို့ရိုက်တဲ့နှစ်ထဲမှာနှစ်ဥမာနောက်ပေါင်းလေးပဲ။အဲရှေးပေါင်းလေးလို့အဲ့နှစ်ထဲမှာစရိုက်တာနဲ့သူ့အောင်မှာပရိလေးပဲ။ဟုတ်ပြီနော်ပရိလေးပဲ။အဲသူ့ရဲ့ဘေးနှစ်ပေါ့နော်သုံးချိန်မှာသူကရှစ်ပြီးတော့ခွန်ထိတ်လို့ရိုက်တယ်။သုံးချိန်မှာခွန်ထိတ်ပေါ့နော်။သူ့ရဲ့တစ်နှစ်ကျော်၅ချိန်မှာခွန်ထိတ်တယ်။အဲတစ်နှစ်ကျော်လိုက်ပေါ့နော်ကျွန်တော်ရှစ်ချိန်မှာခွန်အပိတ်တယ်။လိုင်းရဆင်းပြေတာမသိဘူး။အဲဒီခွန်ဘိတ်ကနေပြီးတော့ပေါ့နော်ဒီနှစ်အတုံး၄ချိန်ပေါင်းလိုက်သူ့အောင်မှာနောက်ပေါင်းလေးတယ်။ နောက်ပေါင်းလေးပေါ့နော်အဲနောက်ပေါင်းလေးရဲ့နောက်တစ်နှစ်ကျွန်တော်တို့ဆက်နှစ်ကြိမ်မှာ၅ထိပ်စီပိုင်းပြီးပေါ့နော်အဲသူ့အောင်မှာကျွန်တော်6ပြိပြီးတော့9ပြိလို့ရိုက်တယ်ဗျဟုတ်ပြီလဲလဲရနော်ပရမသုံးလေးเคยซ้อมมา5ปาเนี่ยปรีลีเปลี่ยนทัวร์ยากเลยเนาะ5ปาเนี่ยปรีลีดาก็ดุติยะแกเนาะ ဒါဆိုကျွန်တော်တတိယကတ်24ချိန်မှာနောက်ပေါင်းလေးသူ့ဘေးမှာတစ်ပိတ်မှာပဲသူ့ရဲ့ရင်ဆိုင်မှာတစ်ထည်စီနှစ်ထဲမှာပဲသူကနှစ်ဆမှာနောက်ပေါင်းလေးရိုက်ရပထမကတ်ကနှစ်ချိန်မှာရှီပေါင်းလေးရိုက်ရနော်ဒီမှာသုံးကတ်စီဆိုတော့ရှီပေါင်းလေးစကြတာနဲ့သူ့အောင်မှာပရိလေးပဲကိုတုံညာကပရိလေးပေါ့နော်တွေ့ဖြစ်ခဲ့တဲ့အလိုက်မှာသူ့ရဲ့ဘေးမှာပဲသူက၃ချိန်မှာပေါ့နော်ကျွန်တော်တို့6ထိတ်လို့ရိုက်တယ်ပထမက8ခွန်6ပေါ့နော်အဲ့ဒီနှစ်ကျော်မှာကျွန်တော်9ချိန်မှာ6ထိတ်ပေါ့အဲ့ဒီနှစ်ကျော်8ချိန်မှာ6အပိတ်ပေါ့နော် သူကနေပြီးတနေ့သုံးလေးနေ့တော့သူ့အောင်မှာနောက်ပေါင်းလေးလို့ရိုက်တယ်ကိုးချိန်ပါဘောနော်အဲနောက်တစ်နေ့ကျွန်တော်တို့72ချိန်မှာ9ထိပ်စီသူ့အောင်မှာ4ပြိတ်ပေါ့နော်6 5လေးပြိတ်ပေါ့ဗျစီနီယံသွားတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီနှစ်ဦးမှာနောက်ပေါင်းလေးရိုက်ရှေ့ပေါင်းလေးလို့ကြာရင်ပြိတ်လေးပြိတ်လေးရဲ့မြင်းကုံမှာ4ပြိတ်ရိုက်တယ်အဲ့4ပြိတ်လို့ရိုက်တဲ့နေ့ထဲမှာ4ခါလို့စကြာရင်ပေါ့နော်ဒီ3ညာ4မှာ4ခါစကြာသူ့အောင်မှာပြပရိတ်လို့ရိုက်တယ်ကျွန်တော်86ခွန်ပေါ့နော်ကျွန်တော်တော့68ခွန်လို့တင်ခဲ့တာပတ်လေဖြစ်သွားတယ်နော်အဲ့မှာရားတယ်သူလည်းရအောင်ပေါ့ဗျာအဲ့သူ့ဆောင်မှာလည်း ကျွန်တော်တို့ငါးပါးနဲ့လေးပြိတ်တော့ဒါကတော့မမအော်ဖြစ်တဲ့အတွက်ကျွန်တော်တို့ line ပေါ်မှာတော့ချမပြခဲ့ဘူးပေါ့နော်ကျွန်တော်ကတော့ငါး6ငါး3 6နဲ့6 5 3နဲ့အဲ့လိုနှစ်ကွက်ထုတ်ခဲ့တယ်မမအော်ဒီတစ်ကွက်ထဲပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အဲ့ရအဆက်လေးတွေပြန်ပြီးတော့ line ကြည့်ချင်တာပေါ့နော် line ကြည့်ချင်တာဆိုတော့ကျွန်တော်တို့ပထမကက်ကနှစ်ပိတ်မှာနောက်ပေါင်းလေးသူ့ရဲ့ဘေးနေမှာတစ်ထိတ်စီနော်တစ်ထိတ်စီလို့ထွက်တဲ့နှစ်ဆမှာနောက်ပေါင်းလေး ဲနောက်ပေါင်းလေးလို့ရိုက်တာနဲ့သူ့အဲ့ညထဲမှာရှီပေါင်းလေးကြောင်ရင်ဗရိလေးသူ့ရဲ့ကျင်ဆိုင်မှာ၃ချိန်မှာဒါ၈ထိပ်ပေါ့နော်ဒါတော့ထိပ်ကြီးတွေပြတော့ပြီအဲ့တော့ဒီဗရိလေးရဲ့မြင်းကုန်မှာသူ၄ဗရိလို့ထွက်တယ်၄ဗရိလို့ထွက်တာနဲ့အဲ့ညထဲမှာပထမဆုံး၄ခါလို့ကြောင်ရင်သူ့အောက်မှာကျွန်တော်တို့ဗရိလေးရိုက်တယ်နော်ဗရိလေးရဲ့ဇောင်းမှာသူက၅ပါနဲ့၄ဗရိထွက်တယ်အဲ့တော့အဲ့ညထဲမှာဒီ1ပေါ့နော်1တိကြောင်အဲ့ညထဲမှာပထမဆုံး1ထိပ်လို့စထွက်ရင်ပေါ့နော်၂001မှာပထမဆုံး1ထိပ်လို့ထွက်ရင်1 9နဲ့ထွက်တယ်ဗျ1ထိပ်စီ9အပိတ်ပေါ့နော် တစ်ထိပ်စီ9ပဲညထွက်တယ်အဲ့တော့သူ့အောက်မှာထွက်တဲ့ကဏ္ဍကိုကျွန်တော်တို့ကရှာတင်တာပေါ့နော်3ရ6ခွန်ပေါ့ဒါကကျွန်တော်တို့ပထမတစ်ခက်ပေါ့နော်ဒုတိယကလည်းအဲ့လိုပဲနှစ်ပိတ်မှနောက်ပေါင်းလေးဒီပိတ်မှတစ်ထိပ်အဲတစ်တဲ့ရောင်းပဲပေါ့နော်သူ့ရဲ့နောက်တစ်နေ့မှလည်းသူကရှီပေါင်းနှစ်ဦးမှနောက်ပေါင်းလေးရှီပေါင်းလေးကြာရင်ဗရီလေးပေါ့နော်အဲဗရီလေးရဲ့မြင်းကုန်မှာပဲသူလေးပိတ်ထွက်တယ်အဲလေးပိတ်ထွက်တဲ့နေ့ထဲမှာပထမဆုံးလေးခါကြာရင်တစ်ပိတ်ရိုက်တယ်တစ်ပိတ်ရဲ့ဆောင်းမှာ၅ပါနဲ့ကျွန်တော်တို့ဗရီလေးထွက်ခဲ့တယ်ပေါ့နော်အဲ့နေ့ထဲမှာလည်းသူကတစ်ထိပ်စီးလို့စထွက်ရင်တစ်ထိပ်စီး၅အပိတ်နဲ့ပေါ်ခဲ့တယ် အဲ့တော့သူ့အောင်မှာထွက်မယ်ကနန်းပေါ့နော်သူ့အောင်မှာထွက်မယ်ကနန်းဒီလေးရှိကိုပေါ့ဒါဆိုကျွန်တော်တတိယကပ်ပါလဲကျွန်တော်တို့ဒီမှာနှစ်ပိတ်မှာနောက်ပေါင်းလေးပြစ်ထိပ်ပေါ့နော်အဲ့တော့အဲ့ဒီထဲနှစ်ဆမှာနောက်ပေါင်းလေးရလိုက်တယ်ပေါ့နော်အဲ့ဒီထဲမှာလည်းပရမတ်တို့လေးခါလို့ကြာရင်တစ်ပိတ်ထွက်တစ်ပိတ်ရဲ့ဇောင်းမှာ၅ပါပိတ်လေးပြန်ထွက်တယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ထဲမှာတစ်ထိပ်စီလို့ထွက်ရင်သူ၅ပိတ်နဲ့သူထွက်သွားတယ်စနစ်ပါလို့ပေါ့နော်၅ပိတ်နဲ့ထွက်သွားတယ်အဲ့တော့ကျွန်တော်တို့ကသူ့အောင်မှာထွက်တဲ့ကနန်းကိုအကွက်ရွှေ့အနေနဲ့ စဉ်းစားတာပေါ့နော်ဒီ36ခွန်ဆိုတဲ့ခဏက36ခွန်ဆိုတဲ့ခဏကတဲ့ကျွန်တော်တို့ဒီကနေပြီးတော့ပေါ့နော်ရေးကြည့်မယ်ပေါ့တနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်ခုနှစ်နှစ်ရှစ်နှစ်မြောက်ကပေါ့နော်ရှစ်နှစ်မြောက်ကကျွန်တော်တို့ဒီခွန်60ကိုအကွက်ရွှေရွှေရဲလို့ပဲယူဆတယ်ပေါ့နော်သူ့ရဲ့အထောက်ကတော့သူကရှေးပေါင်းသုံးနဲ့သူ့အပေါ်မှာကျွန်တော်တို့6ပေါ့နော်တစ်တီကြောင့်6ပေါ့၃၉ခုခွန်နဲ့6လို့ဖြစ်တဲ့ရဲ့သူ့ရဲ့အောက်ကရှေးပေါင်းသုံးနဲ့ကဏ္ဍဆိုပြီးဒုတိယကံ ခါလေးထွက်တယ်အညက်ထဲမှာလည်းသူကတစ်ထိတ်စီငါအဲ့လိုကြာတာနဲ့သူ့အောင်မှာထွက်တဲ့ဒီလေး၈၉ဆိုတဲ့ခဏကလည်းကျွန်တော်ပထမတစ်ခက်လေးလိုပဲပေါ့နော်တနေ့၃နှစ်၄နှစ်၅နှစ်၆နှစ်9နှစ်10နှစ်ကပေါ့နော်10နှစ်မြောက်ကကျွန်တော်ဒီမှာ9လေး10ဆိုတဲ့ခဏပေါ့နော်9လေး10ဆိုတဲ့ခဏအဲ့ခဏကရှီပေါင်းသုံးသူ့အပေါ်မှာဘွေးမောက်ခုံ6လို့ခံထားတယ်ခွန်7ပေါ့နော်တောင်းတပေါင်းချင်း6ဖြစ်ပြီးတော့ဒီ9 လေးရှိတယ်ပေါ့နော်ရှိပေါင်းသုံးပေါ့အဲ့တော့အဲ့ကနန်းကကျွန်တော်တို့ဒီတစ်ထိတ်စီလို့စရိုက်ပြီးရင်သူ့အောက်မှာ light ထွက်တယ်လို့ကျွန်တော်တို့ယူဆတာပေါ့နော်ဒါဆိုကျွန်တော်တတိယကတ်မှာလည်းဒီမှာ၄ခါလို့ရိုက်တယ်သူ့အောက်မှာ break တစ်ထွက်တယ်သူ့ဆောင်မှာ၅ပါ break လေးထွက်တယ်ပေါ့နော်၄ break တော့မှသူ့ဆောင်မှာကျွန်တော်တို့အခြားအရာတွေရှိသေးတယ်ထောက်ပြဒါကျွန်တော်တို့လိုရင်းပေါ့နော်အဲ့တော့ဒီမှာ တစ်ထိတ်စီငါအပိတ်လို့ပေါ်ခဲ့ခြင်းကြောင့်သူ့အောင်မှာထွက်မဲ့ကဏ္ဍကကျွန်တော်တို့ခုရောက်တဲ့နှစ်ကနေရေးမှာဆို1 2 3 4 5 6 9 8နှစ်မြောက်ပေါ့နော်8နှစ်မြောက်ကရှေးပေါင်းသုံးတဲ့ကဏ္ဍဆိုရင်ကျွန်တော်တို့ဒီ960ရှိမယ်ပေါ့နော်နောက်တစ်ခုကတော့338ရှိမယ်နောက်ထပ်ကတော့853ရှိမယ်ပေါ့နော်အဲ့တော့ရှေးပေါင်းသုံးတဲ့ကဏ္ဍကြီးလိုက်ကြည့်ရပေါ့ဗျာရှေးပေါင်းသုံးတဲ့ကဏ္ဍကြီးဆိုတော့ဒါရှေးပေါင်းသုံးဒီမှာတစ်ခုချင်းဖြစ်တယ်ဒါနဲ့ဆိုနှစ်ချင်းပေါ့နော်383နဲ့ဆိုနှစ်ချင်းဒီမှာသုံးချင်းပေါ့နောက်ထပ်ရှေးပေါင်းသုံး မရှိဘူးပေါ့နော်အဲဒီအမှကျွန်တော်တို့အကြိုက်ရွေးမယ်ဆိုရင်ဒီသူ့အပေါ်မှာဘွေမောက်ခုံပေါ့နော်ဘွေမောက်ခုံ6လို့ဖြစ်ထားတဲ့ဒီ960ဆိုတဲ့ကဏ္ဍကိုကျွန်တော်ကြိုက်တယ်ဒါကျွန်တော်ကြိုက်တာပြောပါဘောနော်အဲဒီ960ကိုကျွန်တော်ဒီဘွေမှာ960ဆိုပြီးတော့ဒါကြကြင်တာပေါ့နော်နှက်ခတ်ခွာလေးကြိုက်လို့နှက်ခတ်ခွာလေးကြိုက်လို့နော်983နဲ့960အဲ့နှစ်ကွက်ပိုကြိုက်တယ်ပေါ့နော်နက်ခွာကကျွန်တော်တို့အဖရင်ကတော့ အစာဆုံးတော့ကျွန်တော်မပြတော့ပါဘူးနော်အဲ့တော့အစာဆုံးမပြတော့ဘူးဆိုတော့ဒီ line ထဲမှာပေါ့ဗျာကျွန်တော်တို့၄ကို power ထောင်းတဲ့ line ထဲမှာပေါ့နော်၄ကို power ထောင်းတဲ့ line ထဲမှာတဲ့ကျွန်တော်တို့ဒီမှာတစ်နှစ်၉ခါလို့စကြရင်တပင်းကြောင့်ပြန်ကြကြပါဘောနော်ကြာတာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာတစ်ထိတ်စီးလို့ထွက်ရင်သူကတစ်လေးလွဲနဲ့သွားတယ်နော်သွားပြီးတော့သူကဆောင်းကျွန်တော်တို့သုံးလို့ရိုက်တယ်ဟုတ်ပြီနော်တပင်းကြောင့်ပြန်ကြမနစ်ကတော့ဒါကျွန်တော် Facebook က public message တွေဆိုသိရနော်အဲ့တော့ဒီတစ်ထိတ်စီးအဲ့နေ့ထဲမှာစရိုက်တယ်ပေါ့ဗျရိုက်တာနဲ့သူကဆောင်းသုံးလို့ရိုက်တယ်ရိုက်ပြီးတော့သူ့အောင်မှာနက်ခတ်အခွားခွာထားတယ် ်9ခွန်3ပေါ့နော်ဒါဆိုဒုတိယကက်လေးဒီမှာ38000လောက်ပေါ့ဗျာဒါဆွဲပြီးသားမဟုတ်ဘူးနော်အဲ့တော့ကျွန်တော်တို့ဒီမှာလဲ6ခါလို့သူနဲ့အကွာဝေးတူတူပဲဒီမှာ6ခါလို့အဲ့ဒီတဲမှာစကြရင်တပင်ကျော်ပြန်ကြကြတယ်ကြာလာနဲ့သူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့အဲ့တစ်ထိတ်စီးလို့စကြရင်တလေးရှိတွင်နဲ့တွားတယ်နော်အဲ့မှာနောက်ပိတ်3လောက်ကျွန်တော်တို့သုံးပြီးတော့လေးလို့တွားတယ်တွားပြီးတော့လဲသူ့အောင်မှာထွက်တဲ့6 8 6ကနက်ခတ်အကွာပဲနက်ခတ်အကွာပေါ့နော်အဲ့တော့ဒါဆိုကျွန်တော်တတိယကတ်အနေနဲ့က ဒီမှာခွန်းနဲ့ပါပါထောင်းပေါ့နော်ကျွန်တော်တို့အကွာဝေးတူတူပဲဒီမှာကိုးခါလို့ကြာရင်တပင်ကျော်ပြင်းကြကြတယ်အဲ့မှာတုံရပြစ်လို့ခွာခဲ့ရင်သူ့အမတာညီကိုစီနီယာပေါ့နော်အဲ့မှာပြခဲ့တာပဲအဲ့တော့ဒီမှာကျွန်တော်တစ်ထိတ်လို့ပေါ်ရင်တလေးရှိတော့နဲ့ပေါ်သွားပြီအဲ့တော့နောက်ပိတ်သုံးလုံးကလည်းသူစီနီယာ9လို့ထည့်ထားတယ်အဲ့တော့သူ့အမနက်ခတ်အခွာပေါ့နော်နက်ခတ်အခွာဆိုတော့ကျွန်တော်တို့ကအခုထိုးမဲ့ကဏ္ဍထဲမှာဆိုရင်နက်ခတ်ပါတာကကျွန်တော်တို့9 8 3နဲ့ပေါ့နော်ခွန်60အဲ့နှစ်ခွာပေါ့ဗျာ9 8 3ခွန်60ခွန်60လို့အဓိကကြိုက်တယ်ပေါ့နော်ပထမလိုက်မှာကကျွန်တော်တို့မပြီးလိုက်တဲ့သူတွေကကျွန်တော်တို့ဒီမှာ ပထမလိုက်မှာပေါ့နော်မပြီးလိုက်ဘူးလိုက်ကပြုတ်ကျသွားတယ်အဲ့မှာ960 933 1 plate ဟုတ်ကဲ့9ပါ1 plate ပေါ့နော်အခုလိုက်က22ကြိမ်ပေါ့နော်960ကျွန်တော်တို့960နဲ့960နဲ့383 583 83နောက်တွဲနဲ့ဆိုရင်983ကိုပူကြိုက်တယ်ပေါ့နော်ဒါကျွန်တော်ကြိုက်တာကိုပြောတာပါဘယ်သူမှအပိုင်မသိဘူးပေါ့နော်မိမိကြိုက်နေတဲ့မှာလည်း light ထိုးပေါ့နော်ဘယ်သူမှအပိုင်မသိဘူးအဲ့တဲလေးတွေလက်မလေးတွေမနေ့ရက်တွေနဲ့တယောက်တစ်ချက်စီပေါ့ subscriber မနေ့ရက်တွေနဲ့ညီကောင်းကောင်းလုံးလုံး နောက်ပိုင်းလည်းတယောက်တစ်ချက်စီလောက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ member site ကြီးကတော့ကျွန်တော်ဒီနေ့ညအစရိုက်မှာပေါ့နော်ထွက်တာကတော့ကျွန်တော်တို့အခု16ရက်17လပိုင်း16ရက်ဒါ၄နေ့လောက်ခနဲ့ကျွန်တော်ဒီဘက်အတွက်ထိုးမဲ့ member site ကရွေးပြီးသားပါနော်ဟော့မှာဆိုလို့ကျွန်တော်မရိုက်ခနဲ့မပူလေးတာပဲရှိတယ်ခဏငါကျွန်တော်တို့ရွေးပြီးသားပါအဲဒီဘက်မှာ ျွန်တော်ဖွဲ့ရည်လည်းကံကောင်းပါပြီပေါ့နော်ကျွန်တော်ဖွဲ့တဲ့ပါမယ်ကနန်းတွေလည်းပါတယ်တချို့ကနန်းတွေကပြလို့မရတဲ့ဟာတွေလည်းပါတယ်ပေါ့နော်ပြလို့မရဘူးဆိုတော့ကတော့ဟော့မှာနဲ့ထိုးအောင်မှာကတကွက်တည်းဖြစ်နေတာလေးပေါ့နော်အဲ့လိုမျိုးလေးတွေရှိတယ်ဘယ်သူမှပိုင်မသိပါဘူးနော်မိမိကြံ့ကြံ့ကလိုက်ထိုးပါကျွန်တော်တော့အဲဒီနေ့ညမန္တလေးဖိုင်ကြီးရရမယ်ပေါ့ဗျာရိုက်ပြီးရင်ကျွန်တော်တို့ထွက်ခံနေရင်ဂလူထဲမှာဖိုင်ပို့အောင်မယ်ပေါ့နော်အားလုံးပဲမင်္ဂလာညချမ်းပါ